ားလုံးမင်္ဂလာပါကျွန်တော် Chelsea fan ပဲလည်းပြန်လည်းကြိုဆိုပါရစေကျွန်တော်တို့အာဒီတစ်ပတ်တော့ Arsenal ကိုရှုံးနေပေါ့နော် Arsenal ကိုရှုံးပြီးတဲ့နောက်ပိုင်းမှာကျွန်တော်အတွေ့အကြုံဝင်လာတာပါလဲဆိုတော့အဲ့ဒါလေးပြောပြချင်လို့ဆိုတော့ကျွန်တော်တို့တင်းကတကယ်တော့တန်မိုးဟိုရှိတဲ့အတင်းတစ်ခုဖြစ်နေသေးလားဆိုတာမျိုးပေါ့နော်ကျွန်တော်တို့အာတန်မိုးတွေရော့ကျလာတယ်ကျွန်တော်တို့အတင်းရဲ့အခြေအနေတအားရင်းရင်လာတယ်ပေါ့နော်အာဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟိုမနေ့ပြောရင်ဟိုချက်စီရဲ့ ဒီ value ကိုကျွန်တော်အရင်တုန်းကဖတ်မကြည့်ခဲ့ဘူးပေါ့နော်ဒီ website ထဲကိုကျွန်တော်ဝင်ကြည့်တဲ့အခါမှာကျစီရဲ့ value ကိုတွေးရတယ်ပေါ့နော်ဒါဒါရီနဲ့ဟိုကျွန်တော်အသင်ကန့်ညှိနေရလားဆိုတာမျိုးကျွန်တော်ပြန်တွေးမိတာပေါ့ပြီးတော့ဟိုအဲ့ဒီမှာမှာကျွန်တော်တို့ဟိုကျွန်တော်သဘောကျတဲ့ value လေးတွေ6ချက်တော့ရှိပေါ့နော်ဒီမှာမှာကျွန်တော်5ချက်လောက်ကိုကျွန်တော်ပြောကြည့်နေတယ်ပြီးရင်ဆိုအော်ပထမဆုံးကျွန်တော်တို့ heat to win ဆိုပြီးကျွန်တော်ဒီမတို့ ဟိုအနံ့ရဖို့အတွက်ဒီမှာအလုတ်တူတူလောက်ကြတယ်အဲဆိုတော့ဘဲလူပေါ့နော်ဒါလေးတခုပထမဆုံးအနေနဲ့တွေ့ရတယ်ဟိုအဲ့တော့ဟိုကျွန်တော်အသင်းတကယ်ဟိုဒီအနံ့ရဖို့အတွက်အလုတ်လုံနေလားအာဆိုတဲ့အပိုင်းပေါ့နော်ပြန်တွင်းမိတယ်အဲဆိုမာရက်စကာနေနဲ့ရောကျွန်တော်တို့အသင်းပိုင်ရှင်နေနဲ့ရောတော့ကျွန်တော်တို့ဒီဟိုအသင်းသားတွေနေနဲ့ရောပေါ့နော်ဒီအနိုင်ရဖို့စိတ်တဲ့နိုင်လို့စိတ် ကိုတကယ်ရှိချရဲ့လားဆိုတာမျိုးပြန်တွေးမိတယ်။အာဒီလုံးလေးပွဲလောက်ရှိပေါ့နော်။နောက်ကျွန်တော်တို့လာမယ့်ပွဲတွေရောပေါ့နော်။အာဒီပြီးခဲ့တဲ့၃လေးပွဲလောက်ကတော့တော်တော်စိတ်ပျက်စရာကောင်းတဲ့အာနိုင်နိုင်နိုင်သွားတယ်။အာစိတ်ပျက်စရာကောင်းတဲ့အခြေအနေမျိုးတွေနဲ့အဲကြုံခဲ့ရတာဖြစ်တဲ့အတွက်မတို့ပထမဆုံးဘဲလူကိုတော့အသွေးဖယ်နေတယ်လို့ဟိုထင်တယ်ပေါ့နော်။ဆိုတော့နောက်တစ်ချက်ကဘာလဲဆိုတော့ B break ကျွန်တော်တို့ဟိုတတိရှိရမယ်လို့ပြောတယ်ပေါ့နော်။အော်ကျွန်တော်တို့ဒီ အပေါ်တစ်ချက်နဲ့ပြန်ချိန်မယ်ဆိုရင်နိုင်ရရှိဖို့တောင်ကတော့တတိရှိရှိအလုပ်လုပ်ရမယ်ပေါ့ဆိုတကယ်တော့တတိရှိနေကြရလားကျွန်တော်တို့အသိဉာဏ်ကျွန်တော်အမြင်ရဆိုရင်တော့လုံးဝတတိမရှိတာကိုတွေ့ရတယ်တကယ်မလုံရဘူးငကြောက်တယ်လို့ကစားနေတယ်ကျွန်တော်တို့နီးပြားကအဆန်တော့ကျွန်တော်တို့နီးပြားကဘာဖြစ်လဲဆိုတော့အသိကြီးတွေနဲ့ထိတိုက်တွေ့ဆုံတဲ့အခါမှာအမြဲတမ်းကြောက်ကန်ကန်နေတယ်ဒီဒီချက်ကကျွန်တော်တို့ကိုရှုံးစေတဲ့ အချက်ထဲမှာအပါဝင်နေပေါ့နော်ကျွန်တော်တို့အသင်းဘယ်လူကြစီတဲ့တမိုးကြစီတဲ့အချက်ထဲမှာပါဝင်နေအကျွန်တော်တို့အမြဲတမ်းကြောက်ကံကံနေရတယ်ဒီကစားသမားတွေရောကျွန်တော်တို့ဟိုတကယ်လဲတတိမရှိကြဘူးပေါ့နော်ကျွန်တော်တို့ဟိုပွဲစဉ်တပွဲငါတို့အနိုင်ရမယ်ဆိုတဲ့စိတ်မျိုးအာဒီကောင်တို့ငါမကြောက်ဘူးဆိုတော့ဒီသိမ့်တို့ငါတို့ဘလို့နံကမ်းမယ်ဆိုတဲ့တတိမျိုးဟိုဇွဲလုံးလာဒါမျိုးတွေမရှိဘူးပေါ့နော်ဆိုတော့ဒါကိုတော့တွေးရတယ်ဆိုတော့ အာဒါကကျွန်တော်အသိဉာဏ်တွေနဲ့မှမဟုတ်ဘူးเนาะအသိဉာဏ်တွေနဲ့လည်းလုံးပဲလိမ့်ပဲလိမ့်ပဲနဲ့ကျွန်တော်တို့ကြောင်းကြောင်းကန်နေရမျိုးတွေတပုံတွေးခဲ့ရပူတယ်ဆိုတော့ဟိုနောက်တစ်ချက်ကပါလဲဆိုတော့အာကျွန်တော်တို့ do the right thing ပေါ့เนาะကျွန်တော်တို့မှန်ကန်တဲ့အလုပ်ကိုလုပ်နေရလားအာဆိုတာမျိုးပေါ့เนาะကျွန်တော်တို့ဟိုတကယ်ရောကျွန်တော်တို့မှန်မှန်ကန်ကန်အလုပ်လုပ်နေရလားကျွန်တော်တို့အသိတကယ်မှန်မှန်ကန်ကန်လေပတ်နေရလားဆိုတော့ကျွန်တော်မထင်ဘူးမထင်ဆိုတော့ ကျွန်တော်တို့ဟိုအများပြောသလိုပေါ့နော်ထွက်တဲ့ process ကျွန်တော်တို့လူငယ်တွေမြေသာမြေတော်မြောက်တင်မယ်လူငယ်နှီးပြားတွေနဲ့ဆက်သွားမယ်ဆိုထွက်တဲ့ process ဒီအရာကြီးကိုကျွန်တော်ကအယုံကြည်မရှိတော့ဘူးအယုံကြည်မရှိဘူးကျွန်တော်ဆော့ဟို ကျွန်တော်အရင်ဆုံးကအီဘရာဟီမိုဗစ်လက်ထက်ကပုံစံမျိုးပဲကျွန်တော်သဘောကျတယ်ပေါ့နော်တကယ်အာလူငယ်တွေနဲ့အာဒီအတွေ့အကြုံရှိတဲ့ကသမားတွေနဲ့ပေါင်းစည်းပြီးတော့ကျွန်တော်တို့ဖလားတွေသိမယ်ဒီပုံစံကိုပဲကျွန်တော်သဘောကျတယ် throughout the process ဆိုတာကျွန်တော်တို့ဟိုအိမ်မက်မက်နေတယ်လို့ပဲပေါ့နော်တကယ်လက်တွေ့မှာဒီကောင်ကအဲ့လိုကြီးအလုပ်ဖြစ်နေရမျိုးမတွေ့ရဘူးပေါ့နော်ကျွန်တော်တို့တကယ်ဟိုမမှန်ကန်ကန်အလုပ်လုပ်နေရလားဆိုတာမျိုးဆိုတော့အဲ့လိုလေကျွန်တော်မထင်ဘူးဆိုတော့နောက်တစ်ချက်ကပါလဲဆိုတော့ မနီတင်အဝမ်ကလပ်ပေါ့နော်မနီတင်ဆိုတာကျွန်တော်တို့ဟိုဒီကလပ်တစ်ခုကြီးထဲမှာအာအလုပ်လုပ်နေတဲ့အာတင်းတွေအများကြီးအများကြီးရှိတယ်ပေါ့နော်အော်ဥမာကျွန်တော်တို့ဒီလုံဒီထမင်းချက်လုံချုံရေးရဆအာဒီစားတော့ကိုစီစဉ်ပေးတဲ့လူအဆပေါ့နော်အာတင်းတွေအများကြီးရှိမှာကျွန်တော်တို့အဲ့တင်းတွေအကုန်လုံးဝမ်ကလပ်ဖြစ်ရမယ်ဆိုအာဒီဘိုင်းမှာတော့အများကြီးပြောစရာတော့ဟိုမရှိဘူးပေါ့နော်ကျွန်တော်တို့ဒါကတော့အာ သူတို့ကိုလို့ကိုကို ambition နဲ့ကိုကိုရွေးချယ်တဲ့ကိုလုံးလုံးနေကြပြီမဲ့နောက်ဆုံးမှာကျွန်တော်တို့ဒီကလပ်တစ်ခုတည်းဖြစ်တယ်ဆိုတော့အာဒါအတင်းတိုင်းမှာတင်းတိုင်းမှာရှိမယ်လို့ထင်တယ်ဆိုတော့နောက်ဆုံးတစ်ချက်ကဘာလဲဆိုတော့ proud to be chelsea ကျွန်တော်တို့ chelsea နဲ့ပတ်သက်ပြီးတော့ခုံယူရမယ်ပေါ့နော်ဆိုတော့ဟိုဒီအရင်တော့ကတော့ကျွန်တော်တို့ဒီ chelsea နဲ့ပတ်သက်ပြီးတော့ခုံယူစရာတွေများခဲ့တယ်တကယ်တည်းခုံယူခဲ့ရတာတွေအစင်ဆက်ပေါ့နော်ရာစုဟိုဆယ်စုနှစ်ပေါ့နော်ဆယ်စုနှစ် အဲနှစ်ခုကြာဒီ ठी အာကျွန်တော်တို့ကိုယူဝမ်းမြောက်စွာနဲ့ကျွန်တော်တို့လက်မထောင်နိုင်ခဲ့တယ်ဆိုတော့အခုတော့ကျွန်တော်တို့ဟိုဘာပြောလို့ပြောမှမသိတဲ့အခြေအနေမျိုးထီတောင်းဟိုဖြစ်တယ်ပေါ့နော်အခုလက်ရှိချင်းနေရကျွန်တော်တို့ကအာအစင်လေးရောက်နေတာလို့ပြောလို့ရတယ်ဒါပေမဲ့ဟုတ်တယ်အစင်လေးတော့ရောက်နေတယ်ဒါပေမဲ့ငါတို့ဘလို့ခြေစွမ်းမျိုးနဲ့ဘလို့စိတ်တက်မျိုးတွေနဲ့ဒီနေရာကိုရောက်နေတာလဲဆိုတာ အာတိဖို့လိုတယ်အာငါတို့ဟိုတစ်ဖက်ကအသင်းနေရာကိုဘလို့အခြေအနေရှိနေလဲဆိုတာကိုဟိုတိဖို့လိုတယ်အာကျွန်တော်တို့အာဒီလူကြီးတွေပြောနေကြစကားပေါ့နော်အာချစ်ကြောလဲလာတာနေဆိုဒါမျိုးလည်းမဖြစ်ချင်ဘူးဆိုတော့ကျွန်တော်ဒီရာဒီမှာအနေကအကုန်လုံးကိုတိုင်ပတ်နေလို့ဒါလဲကျွန်တော်အစဉ်လေးကိုရောက်နေတဲ့အနေထားမျိုးဖြစ်တယ်ကျွန်တော်တို့အနေထားမျိုးနဲ့ဆိုရင်ကျွန်တော်တို့1 billion ကျော်အထိတုံးပြထားတယ်အာဒါပေမဲ့လက်ရှိနေထိုင်ရအစဉ်လေးတောင်မှ မသေးကြတဲ့အနေအထားမျိုးမှာဂုံကြီးတော့ကောင်းတဲ့အခြေအနေတခုတော့မဟုတ်ဘူးလို့ဟိုထင်တယ်ပေါ့နော်ဆိုတော့အာကျွန်တော်တို့ဟိုဒီနီးပြလက်ထက်အဒီသင်းပိုင်ရှင်တွေလက်ထက်ပေါ့နော်အော်ကျွန်တော်တို့ရဲ့တံပိုးတွေအာအတနကုံကျလာတယ်အာနီးပြအနေနဲ့လည်းနှင့်တင်နိုင်ခြင်းမရှိဘူးကျွန်တော်တို့ဒီဘက်ကအသင်းပိုင်ရှင်နေနဲ့လည်းလှုပ်ရှင်ရလှုပ်နေတယ်အာကျွန်တော်တို့ဟိုဘယ်လိုပြောမလဲအခုနေထိုင်ရဆိုကျွန်တော်တို့ဘယ်လိုပြောမလဲ ဟိုရွာမာလို့ပြောရင်ပေါ့နော်နေမာလို့ပြောရင်တော့ဟိုနွားကောင်ပေါက်လေးတွေဝယ်တယ်ကြည့်ရင်ရောင်းစားမယ်ဆိုတာဒါမျိုးပေါ့ခိုင်းကောင်းတဲ့ချင်းရောရောင်းစားမယ်ဆိုတော့ဒီပုံစံမျိုးဖြစ်နေတယ်လို့ကျွန်တော်ကထင်တယ်ပေါ့နော်ငါတို့ကလေးပေါက်စလေးတွေဟိုတကယ်ကောင်းမထင်တဲ့ကောင်လေးတွေဝယ်ဝယ်လိုက်တယ်နော်လို့ဆိုတစ်ချောင်းကျိုးနှစ်ချောင်းတိုးလေးတွေနဲ့ကျွန်တော်တို့ဟိုတောင်းတောင်းပေါ့နော်အောက်ထက်တောင်းအောက်တောင်းလေးတွေဝယ်ပြီးတော့ဟိုတကယ် အသုံးပြရမယ့်ခြင်းတော့သူများကိုရောင်းလိုက်တယ်ဆိုတော့ဒါမျိုးပေါ့နော်ကျွန်တော်အသင်းမှာလည်းတကယ်ကောင်းတဲ့ဟို potential ရှိတဲ့ကလေးတွေအဲတကယ်နမကြီးနေတဲ့ကလေးတွေခေါ်တယ်ဆိုတော့ပြီးတော့ကောင်းလာတဲ့ခြေရောင်းရင်ပြန်ရောင်းစားမယ်လို့ပဲထင်တယ်ပေါ့နော်ဆိုတော့စီမံခန့်ခွဲပုံတွေအဲမကြိုက်ဘူးဆိုတော့အားလုံးအာဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်အာအမြင်လေးတွေပြောသွားကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ညီကော